မင်္ဂလာပါခင်ဗျာ2025ခုနှစ် AP လ6ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကို နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့နေပူချိန်ခြေနေများမှာကချင်ပြည်နယ်မှာ AP လရဲ့ပုံမှန်ပူချိန်ထက်9ဒီဂရီဆဲဆီယံနဲ့မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ AP လရဲ့ပုံမှန်ပူချိန်တို့ထက်2ဒီဂရီဆဲဆီယံပိုခဲ့ပြီး ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာအပြည်လာရဲ့ပုံမှန်ပူချိန်တို့အောင်နှစ်ဒီဂရီဆက်စီရဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးဒေသကြီးနဲ့နေပြည်တော်တို့မှာအပြည်လာရဲ့ပုံမှန်ပူချိန်တို့အောင်၃ဒီဂရီဆက်စီရဲ့မှာ၄ဒီဂရီဆက်စီရဲ့အထိမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာအပြည်လာရဲ့ပုံမှန်ပူချိန်တို့အောင်၅ဒီဂရီဆက်စီရဲ့မှာ၆ဒီဂရီဆက်စီရဲ့အထိနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာဧပြီလရဲ့ပုံမှန်ပူချိန်အောင်၈ degree Celsius ရဲ့ရောင်းနေခဲ့ကချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းအေရဝတီတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာဧပြီလရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်။၂025ခုနှစ်ဧပြီလ9ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူးခြားတဲ့နေ့ပူချိန်များကတော့မြဝတီမြို့မှာ40.6 degree Celsius ရဲ့၆မြို့မှာ40.1 degree Celsius ရဲ့ကော့ကရိတ်မြို့မှာ40 degree Celsius ရဲ့ ။ညောင်လေးပင်မြို့မှာ39ဒီဂရီဆယ်စီယံ၊မော်လမြန်မြို့မှာ38.8ဒီဂရီဆယ်စီယံ၊တထောင်မြို့နဲ့မုလုံမြို့တို့မှာ38.5ဒီဂရီဆယ်စီယံစီ၊ကလေးဝါမြို့၊ဖရန်မြို့နဲ့ဘီလင်းမြို့တို့မှာ38ဒီဂရီဆယ်စီယံစီတို့ဖြစ်ကြပါတယ်။မတားပွဲရာမွေးချိန်များကတော့ပဲခူးမြို့မှာ38.4ဒီဂရီလာမှာမြောက်ရီမြို့မှာ38.6ဒီဂရီမှာခရယမ်းမြို့မှာ38.3ဒီဂရီလာမှာကိုကိုကျုံမြို့မှာ38.6ဒီဂရီလာမှာ မုတ်တုံမြို့မှာ3.89လက်မှတထုံမြို့မှာ3.91လက်မှတာယာဝတီမြို့မှာ3.63လက်မှရွှေချင်းမြို့မှာ3.53လက်မှမုံရွာမြို့မှာ3.43လက်မှနဲ့ဖြူးမြို့နဲ့ကြံမျိုးမြို့တို့မှာ3.39လက်မှဈေးတို့တိုက်ထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လေတနင်္ဂနွေအချိန်မိုးလေဝသဂျိုးရုမှာဖမ်းအောင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်မှာတိမ်အသင့်တင်ဖြစ်တော့နေပြီးဘင်္ဂလားပင်လယ်အောင်မှာတိမ်အသင့်တင်မှာတိမ်တူထပ်နေပါတယ် မြန်မာနိုင်ငံပေါ်မှာတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အနှဲငယ်မှာတိမ်အသင့်တွေဖြစ်တော့နေပြီးကြံဒေသများမှာတိမ်အသင့်တွေမှာတိမ်တူထက်နေပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံအရှေ့ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာလေပြင်းအားလျှော့နေနေတာကိုတွေ့ရပါတယ်ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေပြင်းရဲ့ရေဝန်းဟာ အနောက်မြောက်ဖက်သို့ရွေ့လျားခဲ့ပြီးအားကောင်းတဲ့လေပြင်းတဲ့ရောင်ဝင်ဖြစ်သူပုံမိုးအားကောင်းလာကဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိတဲ့ဘင်္ဂလားပင်လယ်ရောအနောက်လေပိုင်းသို့ရောက်ရှိခဲ့ပါတယ်အဆိုပါအားကောင်းတဲ့လေပြင်းတဲ့ရောင်ဝင်ဟာကနအူးမှာမြောက်အနောက်မြောက်ဖက်သို့ရွေ့လျားနိုင်ပြီးထုံမတဆင်မြောက်အရှိမြောက်ဖက်သို့ပြန်ခွေကဆက်ရက်၄လ၂၀၂၅ရဲ့နေ့မှာဘင်္ဂလားပင်လယ်ရောအလေပိုင်း၌တဖြည်းဖြည်းအားရောသွားနိုင်တယ်လို့ခန့်မှန်းရပါတယ် မြမပင်လေပြင်မှာလိုင်းနှဲငယ်မှာလိုင်းအတင်အတင်ရှိပါမယ်လိုင်းမြင့်မှာမြမကင်မရာရှောင်းနေကမ်းလွန်ပင်လေပြင်တို့မှာ၄ပေမှ၈ပေခန့်ရှိနေပါတယ်မနှက်ပြန်မနှက်အထိခမ်းမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတို့မှာနေရာကွက်ကြားချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး နေပြည်တော်ရှမ်းပြည်နယ်မြောက်ပိုင်းအရှိတ်ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္လာတိုင်းဒေသကြီးတို့မှာ နေရာကျကျနေစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာဆက်ဆက်မုန်းတဲ့ချုံရွာပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ နေပြည်တော်နဲ့အနီးတစ်ဝက်တွက်မနှက်ပြမနှက်အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာတရင်တက်တဲ့ဖြစ်တော်ပြီးမိုးတက်ချုံ၍နေရာကွက်ကြားမိုးရပါမယ်အမြင့်စားမှုချိန်မှာ36ဒီဂရီဆဲစီရဲ့69ဒီဂရီဖာရန်ဟိုက်နဲ့အနေစားမှုချိန်မှာ24ဒီဂရီဆဲစီရဲ့85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်နေတဝိုက်အတွက်မနှက်ပြမနှက်အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာလည်းတရင်တက်တဲ့ဖြစ်တော်ပြီးမိုးတက်ချုံ၍နေရာကွက်ကြားမိုးရပါမယ်အမြင့်စားမှုချိန်မှာ36ဒီဂရီဆဲစီရဲ့69ဒီဂရီဖာရန်ဟိုက်နဲ့အနေစားမှုချိန်မှာ 24ဒီဂရီဆဲလ်စီယက85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုက်ကျွတ်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းကြမှာလဲ။တရင်တဲ့နယ်ဖြစ်တော်ပြီးမိုးတက်ချုံ၍နေရာကွက်ကြားမိုးရွာပါမယ်။အမြင့်ဆုံးပုံချိန်မှာ38ဒီဂရီဆဲလ်စီယက်100ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ26ဒီဂရီဆဲလ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီး ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျမုတ်တက်ချုံရွာပါမယ်။အားကောင်းတဲ့လေပြင်းနဲ့ရောင်ဝန်အချိန်နဲ့ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီအချိန်တိုင်းထွာချက်များရာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရောင်ဝန်ဟာအနောက်မြောက်ဘက်သို့ရွေ့လျက်ခဲ့ပြီးအားကောင်းတဲ့လေပြင်းနဲ့ရောင်ဝန်အဖြစ်ပုံမအားကောင်းလာကဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိတဲ့ ်ဘင်္ဂလားပင်လယ်အနောက်လေပိုင်းသို့ရောက်ရှိခဲ့ပါတယ်။အဆိုပါအားကောင်းတဲ့လေပြင်းတဲ့ရေဝန်းဟာကနက်ဦးမှာမြောက်အနောက်မြောက်ဖက်သို့ရွှေ့လျားနိုင်ပြီးထိုမှတစ်ဆင့်မြောက်အရှေ့မြောက်ဖက်သို့ပြန်ကွက်ကာ၁ရက်၄လ၂၀25ရက်နေ့မှာဘင်္ဂလားပင်လယ်အလေပိုင်း၌တဖြည်းဖြည်းအားရောသွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါအားကောင်းတဲ့လေပြင်းတဲ့ရေဝန်းရဲ့အချိန်ကြောင့်ဒီကနေ့မွန်းလွဲမှာ၁ရက်၄လ၂၀25ရက်နေ့အထိနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်ရှမ်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကျကျဲမိုးတက်ကြောင်းရွာနေပါတယ်17ရက်4လ2025ရက်နေ့မှာ15ရက်4လ2025ရက်နေ့အတွင်းနေပြည်တော်ရှမ်းကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆက်ဆိုင်မှာနေရာအနံပြမှုတဲ့ကြောင့်ရပြီးအချို့ဒေသများမှာနေရာကွက်၍မိုးကျနေပါတယ်။အကြံပြုချက်ထုတ်ပြပါပြီးမိုးတဲထန်စွာရောင်းသုံးခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးတဲချုံခြင်း၊မိုးကျပစ်ခြင်း၊လျှက်စိလက်ခြင်း၊မိုးသည်ကျွေခြင်းတရက်တပြက်ရေးကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးရနေများဖြစ်ပေါ်နေမှာသဖြင့်အဆိုပါဒေသများရှိ ကောင်းမြင်ဒေတာနီမှာနေထိုင်ကြသူများအနေဖြင့်မြေပြုံမှုအနေရယ်မြင့်ငယ်ခြောက်ငံများနီမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြုံတင်တရိပ်ပြုရှောင်ရှားနိုင်ပါရန်အကြံပြုအပ်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မုံလန်းနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလပေတာသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ